ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်းအခန့်ကျွေးမွေးတာလည်းဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလည်းဒါနပဲအလုံးကဒါနကိုယ်ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင်းချက်နဲ့ကျွေးတာမဟုတ်ခဲနဲ့ဥမာမဲခွေးချေးလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းပဲကြွက်ခုန်နိုင်အောင်ဆိုတဲ့ကျွေးတာမဟုတ်ဘူးသူ့ဟာသူ့ စားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့ပြန်ဆောပြပြောတယ်အစတရားဆိုတာဟာနေရမှာမဟုတ်တာနော်ကိုကတစ်ခါလုံးရင်စတဲ့လူတွေကတော့ထင်လိမ့်မယ်ကိုတစ်ခါလှုပ်တာအစတရားမများလို့မူလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုကိုလက်တွေ့ကြည့်ပေါ့တရားစီလေးတစီပဲဆိုင် တစီဆိုင်ရင်တရားသီးကတလုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရားစီတစီဆိုင်လိုက်တာ ਨੇ တရားပင်ကသီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုကအဲ့ဒီတပင်ဆိုင်တာ ਨੇ အလားသရံတူတယ်ပေါ့ကိုယ်ဆိုင်တုန်းကတစီပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition နေ fruit ပေါ့နော်အကျိုးတရားတွေကြတော့များများအမြောက်များစွာရတယ်လို့ အေးလူသားတယောက်ကိုချင်းသီလမရှိတဲ့လမ်းပေါ်ကလူတယောက်ကိုတဏှာလို့ကြွေးလိုက်တယ်ဆိုရင်အစတထောင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကြွေးမယ်ဆိုအစတသိန်းဒီလိုတုံ့ပြန်မှုတွေအားရရတော့မတူတတ်ဘူးဒီလိုမတူချင်းဟာဘာကြောင့်လဲဆိုရင်အေးလေစတိကုမြေဆိုင်လို့ရှိရင်အတိနဲ့မှာပေါ့မြေဩဇာရှိတဲ့မြေကိုဆိုင်မယ်ဆိုလို့ရှိရင်အတိကြတာပေါ့ဒီလိုဟာတော့ကြွားချမှုရှိတယ်လို့ဒါဆိုဒါနကောင်းမှုနဲ့ပတ်သက်လာတယ် ဒီလိုကြွယ်ပြချမ်းသာမှုရှိကိုချင်းသီလနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲအစဉ်30ပြောရမှာ ကိုချင်းသီလလောက်တဲ့အခါမှာဒီကိုပစ္စည်းအဆုံးခံပြီးတော့ကိုချင်းသီလကိုမဖြတ်တာသီလပါရမီကိုအင်္ဂါချင်းလက်အဆုံးခံပြီးကိုချင်းသီလကိုထိမ့်သိဆောက်ရှောက်တာသီလဥပပါရမီအသက်အဆုံးခံပြီးတော့ကိုချင်းသီလကိုထိမ့်သိဆောက်ရှောက်လို့ရှင်သီလပရမထပါရမီလို့ဒီလိုဖြစ်တယ် အဲ့တော့ကိုချင်းသီလာလည်းကောင်းတယ်ဒါနာကောင်းမှုလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနန္ဒီနောဒီဝလောကသမိန်နဲ့နတ်ပြည်မှာဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာအဲ့တော့နတ်ပြည်ရောက်တယ်ဆိုတာကုသိုလ်အများကြီးကြည့်အောင်လိုတာမဟုတ်ဘူးသူကဒီကုသိုလ်ကောင်းမှုဆိုတာရဲ့ဆွမ်းရည်တတ္တိကအမတမချီးမားတယ်နော်အဲ့တော့အကုသိုလ်တွေလှုပ်ထားတဲ့အကုသိုလ်တွေရှိနေတာမဟုတ်လားတန်တရာမှာအကုသိုလ်တွေအများရဲ့တန်တယ်ဒီကုသိုလ်ကဘာဖြစ်လို့ ဒီအကုသိုလ်တွေကြောင့်ငရဲမကြပဲနဲ့ဒီကုသိုလ်လေးနဲ့လှုပ်တာဖြစ်နိုင်ပါမလားဆိုဖြစ်နိုင်ဘယ်လိုဖြစ်နိုင်တော့ဆိုကြောက်တုံးကြီးတုံးဟာကြောက်တုံးသေးသေးလေးပဲဖြစ်စေအကြီးပဲဖြစ်စေရေထဲချင်မြုံပါပဲသို့တော့လေပေါ်တင်ကြည့်ပါလားအကြီးကြီးလဲလေနဲ့တင်သွားရမမြုံတော့လေဆိုတာရှိတယ်လေတင်မောပေါ်မှာတင်သွားလို့ရှိရင်ကြောက်တုံးအကြီးကြီးဟာလည်းမမြုပ်ဘူးအသေးလည်းမမြုပ်ထို့တူပဲ ကုသကောင်မှုရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ကြမသွားဘူးလို့ဆိုလိုတယ်ပေါ့